ပြိုကျပျက်စီးနေတဲ့အဆောက်အဦတွေအောက်မှာကျွန်တော်တို့ကဲမာကိုမျောလင့်တကြီးနဲ့စောက်စားနေတဲ့သူတွေရှိတဲ့အတွက်ကျွန်တော်တို့ရဲ့နီးဆက်ရအဖွဲအစည်းတွေမှာ တက်နိုင်တဲ့ဘက်ကနေပြီးတော့ဝိုင်းဝန်းကူညီပေးကြဖို့မြေတားရက်ခံပါတယ်လူအားငွေအားနဲ့အဖက်ဖက်ကနေပြီးတော့ဝိုင်းဝန်းကူညီရမှာလဲတကယ်ဖြစ်ပျက်နေတဲ့နေရာတွေကိုထိထိရောက်ရောက်ကူညီနိုင်မှုအတွက်တေချာတိကျတဲ့အဖွဲအစည်းတွေကိုတေချာလေ့လာစီစစ်ပြီးမှလူဒန်းကူညီဖို့ မေတ္တာရက်ခံပါတယ်။တဘာဝဘေးအနေနဲ့နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်တွေကိုလည်းကျွမ်းကျင်ပညာရှင်တို့ပြောပြတဲ့အရာတွေနဲ့အခါအရင်အမြစ်ခိုင်မာတဲ့သတင်း channel ကနေထုတ်လွှင့်တဲ့သတင်းတွေကိုစဉ်ဆက်မပြတ်နားထောင်ပြီးတော့အန်ဒီရဲ့ကင်းကင်းနဲ့ကယ်ဆယ်ကူညီမှုလုပ်ငန်းတွေကိုလည်းဘေးအန်ဒီရဲ့ကင်းကင်းနဲ့လုပ်နိုင်ပါစေကြောင်းလဲစုမုံကောင်းတောင်းပေးလိုက်ပါရခင်ဗျာ လူအများကြီးမှာကိုယ်အနေထားကအရေးမပါအရာမရောက်တယ်လို့ဖြစ်နေခင်ခံစားရအလွန်ခက်ပါတယ်စိတ်ထဲမကြည်လင်နိုင်ပါဘူးအပေကံစိတ်ကြောင့်တိမ်ငြိမ်နေရတတ်တယ်အတော့မကြတဲ့သူလိုခံစားသွားရတယ်ဘယ်သူမှအဲ့ဒီလိုမျိုးဖြစ်ကျင်ကြမှာတော့မဟုတ်ပါဘူးလူမှန်ရင်အခွင့်အာဏာရှိကျင်ကြပါတယ်ဘလို့အလုပ်ပဲဖြစ်ဖြစ်ကြီးသည့်ဖြစ်စေသေးသည့်ဖြစ်စေကိုယ်ပယောကနဲ့ကိုယ်စိတ်အကြောင်းအခြေခံနဲ့ပတ်သက်ဆက်နွယ်မှုဆက်ဆက်မှုလေးတွေရှိကျင်ကြတယ်ငါပြောလိုက်လို့ ငါချောင်းမှုလို့ငါလှုပ်ခိုင်းလို့စသဖြင့်အဖြစ်အပျက်တစုံတရာပြောင်းလဲတိုးတက်နိုင်စေခဲ့ရင်ကိုကိုကိုအေးပါသူအဖြစ်ခံစားကြရပြီးအဲ့ဒီตายရတဲ့စိတ်နဲ့ဂုံစာလိုကြပါတယ်ဒီခေတ်ကြီးမှာအာနာပြတာတွေဩဇာတီးတာတွေကိုအမြင်ကတ်ချပေးတယ်ဆိုပေမဲ့အာနာမပြဩဇာမညောင်းပြန်ရင်အသုံးမချသူအဖြစ်အတင်ခံရတတ်ပါတယ်ဩဇာထုတ်အာနာပြတော့လဲအခွင့်ကောင်းယူသူကောင်းပုံဖြတ်သူအမျက်ကြီးစားသူမတရားသူ ဘန်းလိုက်သူစတဲ့ဖြစ်နာမည်ပေးတမုတ်ခံရပြန်ပါတယ်။ကွာတော့အတော်ကြတဲ့ဒီခေတ်မှာလူလုတ်တက်ဖို့ကလုံးဝမလွယ်တော့ပါဘူး။တရားသူကြီးတစ်လှည့်အာနာရှင်တစ်လှည့်တယုတ်ဆောင်ကောင်းကောင်းနဲ့မာယာတွေပြစ်ကျွေးတက်မှလူကောင်းအဖြစ်လူရသွင်းသတ်မှတ်ခံရတာပါ။ဩဇာအာနာအရှင်ဝါဆိုတာဟိုရှိကတဲ့ကရှိခဲ့တဲ့အရာပါ။ဘယင်းတွေဧကရစ်တွေမှာပဲရှိတဲ့လုတ်ပိုင်ခွင့်မဟုတ်ပါဘူး။အာနာဆိုတာက လူတိုင်းအတွက်လက်ကင်ဒုတ်သို့မဟုတ်လက်နှက်မျိုး မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်။ အခွင့်အာဏာအလိုက်တက်နိုင်စွမ်းရှိတဲ့အလျောက်လွမ်းမိုးချေလေတွင်ရကြပါတယ်လက်ဝယ်ရရှိထားကြတဲ့အခွင့်အာဏာအရှိန်အဝါတွေကိုပါနှက်သူတွေဟာအကောင်းဆုံးအသုံးချတတ်ပြီးလှည့်ကွက်ရွှေကွက်အမျိုးမျိုးနဲ့တုထက်တအောင်စွမ်းဆောင်လေးရှိကြပါတယ်ဩဇာအာဏာအရှိန်အဝါတွေကြောင့်တမိုင်းအဆက်ဆက်ခဲဆက်ဆက်နေပယ်ဝန်းကျင်အမျိုးမျိုးမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ရပ်တွေကမနှဲလှပါဘူးကောင်းတာတွေလည်းဖြစ်ခဲ့တယ်လို့ဆိုးတာတွေလည်းဖြစ်ခဲ့ပါတယ် မင်းမြတ်တဲ့ဖြစ်စဉ်တွေနဲ့အတူယုံညံ့တဲ့ဖြစ်ရပ်တွေလည်းရှိခဲ့ဘူးပါတယ်။လောဘဝဲအာနာကိုအခြေခံပြီးနှီးမျိုးစုံပတ်မျိုးစုံနဲ့အကြောင်းပြချဲလဲချုပ်ကိုင်းပုံသွင်းပုံဖော်ခဲ့တဲ့တမိုင်းဥပမာဖြစ်ရပ်မှန် တာတကတွေအများကြီးရှိပါတယ်။ဘယ်သူမှအကျိုးမခံချင်ပါဘူး။ဒီလိုပဲဂုံစာပြနေတယ်လို့လည်းမဖြစ်ချင်ကြပါဘူး။ပါကြီးလိုနေရာတကလောဘပိုင်ခွင့်ရှိနေတာမျိုးလဲလူတိထင်ရှားမဖြစ်စေချင်ကြပါဘူး။လူပုံလည်းမှလူမျိုးကြီးကိုက်ဖန်းနေပြီမဲ့ ွယ်ရမှာတော့လှုပ်ချင်တာလှုပ်နေမှာပါဘလူးဆိုပေမဲ့မျက်နှာဖုံးမျက်နှာဖုံးနဲ့အပြုံးနဲ့ဆိုတလိုမျိုးဟိတ်ဟန်ရှိသလောက်မိတ်ဖန်ပေါ်တာမျိုးဖြစ်ချင်ကြပါတယ်ကောက်ချစ်စင်းလဲပေမဲ့ဖြောင်းမတ်တီချီကလေးတရားမျှတမှုကိုတဖွာဖွာပြောပေမဲ့ကွယ်ရမှာဂုံးပုံပြက်ဇိုးမိုးချင်ကြပါသေးတယ်ဒါကိုဩဇာအာဏာအချိန်အဝါဆိုင်ရာအခြေခံသဘောတရားတွေအရအတော်မတက်နိုင်တဲ့လှည့်စားမှုတွင်ဆက်လို့ခေါ်ပါတယ် ရှေးခေတ်ဟောင်းဘရင်မင်းမြတ်တို့ချီတော်ရင်မှာခါစားခဲ့ကြတဲ့မူကြီးမက်ရတွေရဲ့လွတ်ယုံဆိုင်ရာနိုင်ငံရေးကစားကွက်လိုပါပဲအချိန်အဝါရဲ့အရာတာကိုမီးဆန်းဘူးသူတိုင်းအာနာအစိမ့်မိသွားကြတာကြောင့်လုံပိုင်ခွင့်တွေအပေါ်ရစ်မှုစွာဖြင့်လိုချင်မှတ်မောတွေ့တာတွားလိရှိပါတယ်ဘရင်ဘရင်မဧဂရစ်တမရအစရှိသဖြင့်အခွင့်အာဏာဒူးကိုအကျွေးမဲ့စုပ်ကင်ထားကြတဲ့ပုံကိုယ်ရဲ့နားမှာခခရရရုံယိုကျိုးကျိုး တခင့်အရေးဝန်ဆောင်ပေးဖို့မရှက်မကြောက်ဖားလျားတက်တဲ့အာနာဖုတ်ကောင်တွေလည်းတမိုင်းမှာတာရကအစုံဇလန်းစုံပတ်စုံတိမြင်နိုင်ပါတယ်တမိုင်းမှာတခင့်အားရကြုံဘာဝတက်တဲ့အလေးအထတွေအများကြီးရှိခဲ့ပါတယ်တခင့်အကြိုက်ဆောင်ကိုကျိုးအောင်မှုမဖြစ်ဖြစ်တဲ့နီးနဲ့အားထုတ်ဖို့ဆောင်တက်တဲ့ငတိမာပြီးရောလူတွေအများကြီးရှိခဲ့ပါတယ်ကိုကျိုးအတွက်ဆိုရင်အရေးပါသူတွေမှအပကျန်သူတွေကိုချနေပြီးအထက်ကိုတက်ကျင်တဲ့သူတွေအများကြီးရှိပါတယ် ရှိလဲရှိနေသေးပါပဲရှိလဲရှိသွားအောင်ပါပါဒါဟာလူတဘာဝပဲဖြစ်ပါတယ်လွတ်တော်ယုံတော်ဆိုတာကကိုစားပြုလူနေမှုအတိုက်အဝန်သို့မဟုတ်လူအဖွဲ့စည်းရဲ့ကောင်းကျိုးကိုရှေ့ရှုပြီးဖြည့်စည်းပေါ်ဆောင်ပေးရမယ့်လူမှုရန်တရားတရားဖြစ်ပါတယ်ဒါပေမဲ့လည်းအာနာရဲ့အစိတ်ကြောင့်အရှိန်အဝါခံစား권ရှိကြပုံအလိုက်အာနာရင်မူးသွားကြတဲ့အခါမှာဒမ်းမတူရင်အဖက်မစဲစိတ်ကြီးဝင်သွားကြပြီးအာနာကိုခုတုံးလှုပ်အကြမ်းဖက်ရက်ဆက်တက်ကြပါတယ် အထက်ပါအော်ဖစ်စိတ်တွေကြောင့်လုတ်ပိုင်ခွင့်တဘာဝတွေကယဉ်ကျေးမှုတရက်အသွင်ပြောင်းလာတဲ့အခါမှာဒန်းသူအချင်းချင်းကြောင့်သူ့ကျော်ကိုကျော်ဓာထိုးဖို့ကြောင်ချောင်းတယ်လို့အခွင့်ကောင်းမျှော်စိတ်တွေနဲ့အကျင့်ပြပြညီးညူသွားကြပါတယ်။တယုတ်ဆောင်ကောင်းဟန်ဆောင်ကောင်းကြပါတယ်။ပုံမှန်အရာအပြစ်မှာတော့သူတော်ကောင်းကျုံနဲ့ဆိုပေမဲ့နောက်ွယ်မှာတမြောင်ခါထိုးထားတတ်ကြပါတယ်။အာနာပါဝါသွားပြီးအခွင့်ကောင်းယူတတ်သူတွေကြပြန်တော့ အာနာယူတွေနဲ့မတူတော့ပဲကိုရီကိုသွေးအလိုက် လူနေမှုတဘာဝကအစအားလုံးအစစ်မြင့်သွားတော့တယ်ဘာပဲလို့လို့ဓာတ်ရိုက်မလုပ်တော့ပါဘူး။ပြိုင်မဲသူမဟုတ်ရန်သူအပေါ်တော်ဝိုက်တဲ့နီးနဲ့လွှမ်းမှုချုပ်ကင်နိုင်အောင်ကြိုးစားကြပါလေ။သူ့ထက်သားစိတ်သူ့ထက်လျင်စိတ်သူ့ထက်မာစိတ်တို့ကိုအခြေခံပြီးရွှေကွက်လှဲကွက်စုပ်ကွက်တိုးကွက်စသဖြင့်မာယာဆုံးပရိယေဆုံးခက်ကြွယ်ကြွယ်သုံးတတ်ကြပါလေ။မျက်နှာကအပြုံးမပြတ်ပေမဲ့လက်ကတော့နောက်ကျိုးကိုဓာထိုးပြီးသွားပါပြီ မျက်နှာပြောင်တိုက်ဒေရိုကြီးမလုတ်ပေမဲ့လဲကွက်မြားကွက်စွဲကွက်စသဖြင့်နီးစုံလန်းစုံနဲ့သူများတက်တပန်းတောင်ဂွင်းစင်ကြံဖန်တက်ကြပါတယ်အတုံးမတက်နိုင်တဲ့လှဲ့စားမှုဂွင်းဆက် လောကကြီးမှာသူတလှဲ့ငါတခါနီးစုံသုံးပြီးစစ်ခဲနေတက်ကြရတာပါအခုချိန်ထိလည်းအဲ့ဒီစစ်ကြီးမပြီးဆုံးသေးပါဘူးအပေါ်ရန်ကြည့်လိုက်ရင်တော့ရင်ကြီးတိမ်မွေးတဲ့အသွင်ရှိနေကြပါလိမ့်မယ်ကြိုးစားကြိုးစားတဲ့အသွင်ပေါက်နေကြပါလိမ့်မယ်တရားမျှတပြီး စီးချက်ပြက်ဝုတ်တလို့ထင်ရပေမဲ့အတော်မတက်နိုင်တဲ့လှည့်စားမှုကွင်းဆက်တွေကသူစားငါစားလူတွေပဲမို့သူတလှည့်ငါတခါဥသူနိုင်စနစ်နဲ့သူ့ထက်ငါအလျင်မတာတာအောင် လုံနေကြတာဒုံးမလုံလုံနေကြတော့မှအနိဋ္ဌာယုံတွေနဲ့ပုံပြက်ပန်းပြက် ခွေကြဖန်ကြတဲ့ခင်မဟုတ်တော့ပေမဲ့လေယူကျင်အောင်ဆောင်နေကြပြီးခြေတပံထိုးခလုတ်တိုက်လဲအောင်လှုပ်တက်ကြပါလေလောဘစိတ်မလိုစိတ်ယာကားစိတ် မုံစိတ်တွေအားလုံးကိုအစုံတုတ်ထားတဲ့ပကလုံးကြီးထဲမှာနန်းဖြူရွက်အုံစီစံညွန်တန်းထားတဲ့အခုလိုခေတ်မှာလူတွေကလူဖြစ်နိုင်မှုလူမှုရေးဆိုင်ရာလှည့်ကွက်တွေကိုအရေးမြင်ယုံတဲ့အကောင်မှန်းသိအောင်အစုံတုတ်အထာနားလေထားဖို့မဖြစ်မနေလိုအပ်ပါတယ်။အာနာဇတ်နီးဥပဒေသား48ရက်ကိုအစုံတုတ်လမ်းညွန်လို့မှတ်လိုက်ပါ။ဒီလက်ဆွဲလမ်းညွန်စာအုပ်ကိုလေ့လာထားမယ်ဆိုရင်ဩဇာအာဏာအရှင်အဝါရဲ့အလုံးလုံးပုံလူအထာ တဘောတဘာဝတွေကိုအခြေခံကြကြနားလည်သွားနိုင်မှာဖြစ်ပြီးလက်တွေ့ဘဝမှာအသုံးချလို့ရနိုင်တယ်လို့ကိုယ့်အပေါ်မတန်မာစိတ်နဲ့ဒုနှက်လာကြရင်သူ့ထက်ငါအလျင်မြင်နိုင်သိနိုင်မှာဖြစ်တဲ့အတွက်အနေရမျိုးမျိုးကိုကြိုတင်ကာကွယ်နိုင်မဲ့အကျိုးကျေးဇူးမဟုတ်ချခံစားရပါလိမ့်မယ်ဥဒုနိုင်လောကမှာနိုင်သူတွေထက်သာသူဖြစ်အောင်ဒီစာအုပ်နဲ့ဘဝဖြက်လန်းချဲ့ထွေတိုးမြင့်လိုက်ပါဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့48 law of power အာနာဇက်ဆိုတဲ့စာအုပ်အပိုင်းတစ်ပဲဖြစ်ပါတယ်။နီးဥပဒေတာတဲ့သူထက်တာကြောင့်မပြနဲ့။တဘောတရားကိုပိုင်အရေးအချင်းနဲ့ကိုအရေးကိုသွေးအရာဘလောက်ပဲထူးချွန်ပြောင်မြောက်တာလွန်နေပါစေ။အထက်လူကြီးတို့မဟုတ် ကိုထက်တာလွန်ကြီးကဲသူကိုတေးသိမ့်အောင်ဘတော်မှမလုပ်ရ။ကိုအနေအထားကလိုရင်လိုနေပါစေ။ပူနိုင်ရင်တော့ပူမပြနဲ့။အထက်စည်းသမားကို အပေါ်မှာပဲထားတာကောင်းပါလေ။အထက်လူရဲ့မျက်နှာသာပေးမှုကိုလိုချင်ရင်ပဲဖြစ်ဖြစ် အထင်ကြီးစေခြင်းရင်လို့ပဲဖြစ်ဖြစ်စိတ်ကျေနပ်စေခြင်းနဲ့စေတနာမွန်စေတနာကောင်းပဲရှိနေပါစေလုံနိုင်စွမ်းကိုလိုတာထက်ပိုမပြမိပါစေနဲ့တပတ်သားရဲ့စိတ်ကိုတိမ်ငယ်သွားအောင်မခံမရက်ဖြစ်သွားအောင်လုံးဝမလုပ်ပါနဲ့အထက်စီးသမားကိုနိုင်ခြင်းရင်လုံးဝမပြိုင်ပါနဲ့ကိုထက်သားအောင်လုပ်ပေးပါ ကိုထက်ပြောင်းအောင်အယောင်တင်ပေးပါကိုထက်မြအောင်အထက်ပင့်ပေးပါဒါမှတောင်းဆိုစရာမလိုပဲအပေါ်လူရဲ့ကြောထောက်နောက်ခံပေးမှုရပါလိမ့်မယ် လူတိုင်းမှာစိတ်မလုံခြုံမှုတွေရှိကြတယ်။လူပုံလည်းမှာကိုယ်အစွမ်းအစာထုတ်ပြလိုက်ရင်စိတ်မလုံခြုံမှုတွေများတဲ့အချို့အချို့သောလူတွေရဲ့မကျေနပ်မှုမနာလိုမှုအမြင်ကပ်မှုတွေကြောင့်အပြစ်မြင်ခံရလိမ့်မယ်။ဒါကလူတွေကလူလုံရင်မလွဲမသွေကြုံရမယ်အမှန်တရားပဲဖြစ်တယ်။အရေးအချင်းရှိပေမဲ့တစ်ဖက်သားကိုတနာပြီးတသမျှပညာတွေကိုတိုးဝှက်ထားနေလို့တော့မဖြစ်ဘူးပေါ့။အဲ့ဒီလူဆိုရင်လူနောက်ကလူဖြစ်သွားလိမ့်မယ်။တက်ကြောင်ပြမှာအဖက်လောက်ခံရမှာကိုသိထားပါ ဒါပေမဲ့လူလူချင်းမဟုတ်ပဲလူထက်ကလူတွေရှိသေးတယ်သူတို့နဲ့ရှင်ရင်တော့လူတွေကလူနီးစနစ်နဲ့ချီးကပ်လို့မရဘူးအဲ့ဒီလူထက်ကလူတွေရဲ့အတိမတ်ပြုမှု အလေးထားမှုကို လိုချင်စိတ်နဲ့ဇုတ်အတင်းသူ့ထက်ကဲပြလို့ကတော့အမားကြီးမှားသွားလိမ့်မယ် Louis XIV နဲ့ Medici တို့ရဲ့ kit ဆိုတာကြံခဲ့ပြီပဲအခုခေတ်နဲ့ဘလို့လောက်ပြီးစိုင်းနိုင်အောင်မလဲလို့အတွေးမလွဲမိပါသေးနဲ့ဘယင်ဘယင်မတွေလို့နေနိုင်တဲ့လူတွေ ူများမျက်ခုံးမွေးပေါ်ဇင်းညံလျှောက်တဲ့လူတွေသူ့ထက်သာသူ့ထက်ကဲမိုးပေါ်ကနေမော်ကြွားနိုင်တဲ့လူတွေရှိနေသေးတယ်။အဲ့ဒါထက်သူတို့အားလုံးလည်းစိတ်ခံစားချက်ကိုစီနဲ့လူတွေမဲမှုတိမ်ငယ်စိတ်အားငယ်စိတ်တွေရှိကြပါတယ်။ဒါကြောင့်သူတို့ကိုသူတို့လူနေမှုအဆင့်အတန်းလိုက်မြင့်သူမြတ်သူတာသူထူးသူကဲသူအဖြစ်ခံစားချင်ကြတယ်။အပေါ်မှာပဲနေရာယူထားချင်ကြတယ်။လူတွေရဲ့အလေးထားမှုအရေးတူလုပ်မှုနဲ့သူများထက်သာတဲ့ လူထက်ကလူနေရာမှာသူများမတူထူးတဲ့သူတွေအဖြစ်ဆံမတူအနေထားမှာပဲအမြဲရှိနေခြင်းကြတာပါရထားတဲ့နေရာရောက်နေတဲ့အဆင့်ကနေမပြောင်းမပြတ်ခြင်းကြပါဘူးသူများထက်တာတဲ့သူပဲဖြစ်ခြင်းကြပါတယ်ဉာဏ်ပညာထက်မြက်တာပဲဖြစ်ဖြစ် ကောက်ကျစ်စင်းလဲတာပဲဖြစ်ဖြစ်စွဲဆောင်မှုကောင်းပြီးပရိယေမာယာကျွဲတာပဲဖြစ်ဖြစ်အကောင်းရောအဆိုးပါဒူးဒူးတော်သူပဲဖြစ်ခြင်းကြတယ်တို့ထက်တာကြောင့်မြတ်ကြောင့်ဒါမှမဟုတ် ဒန်းတို့ကြောင့်အဆင့်မီကြောင့်လောက်ပြလာရင်တို့ရဲ့အတိမတ်ပြုမှုအလေးထားမှုလေးစားမှုနေရာပေးမှုအရေးတယူလုပ်မှုခံရလိမ့်မယ်လို့ထင်နေတတ်ကြတယ်။လုံးဝမဟုတ်ပါဘူးသူထက်သားကြောင့်ကဲပြရင်အဘေါ်ကလူမှုအပြုံးလေးနဲ့ချီးကျူးကောင်ချီးကျူးလိမ့်မယ်ဒါပေမဲ့အခွင့်ကောင်းခွင့်ကောင်းရလို့ကတော့အစားထိုးစရာရှိတာနဲ့နေရာလဲလိုက်မှာပေါ့မတန်မရာတုပရင်မခံတာတာကိုတတိချက်ပါနီးစဉ်အရာမဖြစ်မနေတိထားရမယ့်အချက်နှစ်ချက်ရှိတယ် ၁ထူးချွန်ချောင်တက်တည်ပြခြင်းရင် အပူမလုတ်ပဲပုံမှန်အတိုင်းနေပါလူထက်ကလူတွေထဲမှာလူသေးကလူတွေထက်စိတ်မလုံခြုံမှုများနေတဲ့သူတွေမနေမနှောရှိပါတယ်ပကတိအတိုင်းအစွမ်းအစတွေထုံမပြပဲပုံမှန်လေးနေရင်းနဲ့ကိုသူတို့ထက်တာသွားသလိုဖြစ်သွားတတ်တယ်လမ်းကျောက်ကျောက်ဇက်ရုပ်ထွက်တာမျိုးမဟုတ်ပဲအပူမလုတ်တောင်အရှိတိုင်းကသူတို့ထက်တာသွားတတ်တာကြောင့်အနည်းအထိုင်တက်မှတော်ရကြမယ် အနေအထားနဲ့အရေးအချင်းတွေကသူတို့ထက်တာတလူလူပိုတလူလူဖြစ်သွားခဲ့ရင်သူတို့အနာမသွားပဲဝေးဝေးကနေရှောင်လိုက်တာကစိတ်ချရတယ်သူတို့နဲ့မဖြစ်မသေးပေါင်းတင်ဆက်ဆံရမယ်ဆိုရင်ရှိရင်းစွဲအရေးအချင်းအရေးအသွေးအနေအထားအလုံးကိုဖုံးကာပြီးဟန်ဆောင်မှုကောင်းကောင်းနဲ့အောက်ကျုပ်ဆက်ဆံမှာလိုရင်လိုရင်လိုပါစီ မပူမိစေနဲ့နှစ်ကိုထက်တာတဲ့သူတွေကကိုအပေါ်မျက်နှာသာပေးတယ်ဆိုတိုင်းဘာမှမဆိုလှုပ်လို့ရပြီလို့မယူဆနဲ့အနေအထားဆင်ခြင်မှာ စမ်းလို့ရှိရင် လူမြင်တိုင်းလူကိုခင်တယ်လို့မထင်နဲ့အပူလုံမိလို့မြေစာဘဝရောက်သွားနိုင်မယ်ဒါဆိုရင်သူ့ထက်ကလူတွေနဲ့ဘလို့ပေါင်းသင်းဆက်ဆံရမလဲကကြီးမြောက်ပင်ချီကျူးပါ ကိုထက်ကြီးသူတာသူမြင့်သူကိုမြောက်ပင်ပေးပါချီကျူးပေးပါလူထင်ကြီးအောင်ကြွားပေးပါဒါပေမဲ့အမြောက်လုံအကြီးလုံအကြွားလုံသွားရင်လည်းအမြင်ကက်ခံရတတ်တယ်ဒါကိုတော့တတိချက်ပေးပါမတိမတာမြောက်ပေးတာကအထီးရောက်ဆုံးသောနီးကောင်းတစ်ခုပဲ ဓာတ်ရိုက်ကြီးလည်းမဟုတ်တွယ်ဝိုက်လို့လည်းမဟုတ်လူတွေရဲ့အသည့်အမြင်တည်းမရည်ရွယ်ပဲနဲ့မှတ်မိတော့ပြောတက်ဆိုတက်တာမျိုးကအကောင်းဆုံးမြောက်ပြင်းနေပဲစရာထက်တပည့်တာယူမှရင်တပည့်ဖြစ်သူကစရာထက်အမြင်ကျကျထားပြီးကြည့်တတ်ရမယ်အားချေအောင်စောင့်ပါမသိချေအောင်စောင့်ပါနားမလည်သလိုနေပါမသိသလိုမေးပါအံ့ဩပြပါအချိုးယုံမှုနဲပါတဲ့အမှားမျိုးရံဖန်ရံကာလုပ်ပေးပါတလွဲလုပ်ပြီးတမင်အပြစ်တင်ခံရအောင်ကြံပါဖမ်းပါ လုတ်တက်လဲမလုတ်တက်တယ်လို့တိလဲမတိတယ်လို့လုံနိုင်လဲမလုတ်တက်တယ်လို့ဟန်ဆောင်ကောင်းရမယ်အားကိုးပြပါအခုအညီတောင်းမှာအယိုးကန်စိမ့်နဲ့အောက်ကျုပ်ပါဆရာတင်မှာဒီလိုအပြုတ်မှုတွေကိုလူတိုင်းကြိုက်တယ်ဒါဆိုရင်တို့ရဲ့ကောင်းချီးပေးမှုနဲ့ကြောထောင်းနောက်ခံပေးမှုကိုတောင်းဆိုစရာမလိုပဲအခါအခွင့်တင်တိုင်းအခွင့်အလန်းတွေရနိုင်နေမယ်ကို့အကြံကသူ့အကြံထက်ဒါကောင်းဒါနေကောင်းနေခဲ့ရင်တဲတို့ကြီးသွားမပြောနဲ့ မတိချင်းအောင်စောင်းပြီးသူများကိုပြောတော်လိုမျိုးတွယ်ဝိုက်အကြံပြုပါယိုကျိုးအောက်ကျိုးခါရတဲ့အနေအထိုင်အပြုအမူနဲ့နေတက်ထိုင်တက်သွားတက်လာတက်ပြောတက်ဆိုတက်ပါစေကိုပါဇက်ကထွက်သမျှစကားနဲ့အကြံတွေကကိုစရာရဲ့အဆိုးအပြောကိုတူပတာမျိုးမဖြစ်စေနဲ့တဆေခံကိုစားပြောတယ်လို့ဒါဖြစ်ပါပဲကိုစရာထက်ကိုကဆက်ဆံရေးကောင်းနေမယ်ပိုးပြီးတော့ရဲ့ရောတယ်လို့မျိုးဖြစ်နေမယ်လူချစ်လူခင်များနေမယ်ဆိုရင်တော့ဘယ်တော့မှဆရာထက်တာသွားအောင်ဆရာဂုံရှင်ထက်ကြော်သွားအောင် ဇယကုံသတင်းထပ်ပို့သွားအောင် လုံးလုံးဝမလုံးမိပါစေနဲ့လုံးဝမဖြစ်ပါစေနဲ့ကိုကြောင့်တဖက်လူရဲ့ဂုံသတင်းကြော်သွားပါစေအောင်မြင်သွားပါစေအကြောင်းမဲ့အထင်လွဲခံရတာမျိုးတော့လုံးဝမဖြစ်ပါစေနဲ့လူတွေအမြင်မှာကိုကြောင့်တို့ဘဝတာသွားထူးသွားပြောင်မြောက်သွားရရင်ကိုရဲ့ခါရမှုကိုအတိအမှတ်ပြုပြီးနေရာကောင်းပေးပါလိမ့်မယ်မလိုရင်ဘယ်တော့မှပုံမတောင်းမိစေနဲ့လိုရင်လိုပါစေပူတာတော့ဘယ်တော့မှမကောင်းပါဘူး ကောင်းငင်မှာကျဲတွေအများကြီးရှိပေမဲ့နေမင်းဆိုလို့တစင်းပဲရှိတယ်။ထုံးတောက်တဲ့နေအောင်ကြီးကိုဘာကြောင့်နဲ့မှမပိတ်မကာမတားမိစေနဲ့။ထုံးပါစေလင်းပါစေနေမင်းရဲ့အလင်းရောင်ကိုတောက်ပြောင်းအောင်လှုပ်ပေးနိုင်ရင် အချိန်တန်နေအောင်ပျောက်လို့မောင်မိုက်လာတဲ့အခါမှာကျဲစင်လဲတောက်ပါခွင့်ရပါလိမ့်မယ်။သူ့ထက်တာကြောင့်မလှုပ်ပြနဲ့။တာကြောင့်ပြရင်ယုံဖို့ကောင်းတယ်။တက်ခင်ထက်ကြုံကပူပြရင်တော်တာမဟုတ်ပဲနုံတာဖြစ်တယ်။ကျဲရောနေရော ကောင်းငင်မှာထုံးလင်းကြတာချင်းတူပေမဲ့ ဘဲကျဲကမှ နေဝန်းအနာရှိမနေပါဘူးနေအပူကျဲမယူမိစေနဲ့ဥပဒေတာနှစ်မိရင်တိုင်းမယုံနဲ့ရန်သူကိုတုံးတက်ပါစေသဘောတရားမိရင်ဆွေကောင်းဆိုရင်တတိပို့ထားပါမနာလိုစိတ်ဖြစ်လွယ်ဖို့မထင်ရင်မထင်သလိုတစ္ဆာဖောက်နိုင်တယ်အပြောင်းလဲများကြသလိုစိုးမိုးလိုစိတ်တွေပိုရှိတတ်ကြတယ်ဒါပေမဲ့ရန်သူဟောင်းပြိုင်မဟောင်းကိုပေါင်းသိမှာယုံကြည်လို့ရနိုင်ကြောင်တသက်ပြဖို့လိုတဲ့အတွက်ကြောင့် မိရင်ထက်တစ္ဆာပူရှိလိမ့်မယ်။ရန်သူထက်မိစေက အနေရပူရှိတယ်။ပြိုင်ဘက်မရှိလို့အနေအေးတယ်မထင်နဲ့။ရန်ဘက်ရှိနေမှအနေခိုင်မှဖြစ်တယ်။နီးလဲရှာပြီးရန်သူမွေးတက်ပါသေး။ကိုကိုးရမယ်အားကိုးရမယ်တကိုယ်ရဲဖြစ်နေတဲ့အချိန်မှာအပေါ်ပြုတ်ပေးနိုင်မဲ့မိရင်ဆွေကောင်းကိုလူတိုင်းလူလူတောင်းတတတ်ကြတယ်။လောကကြီးကကြမ်းတမ်းရက်ဆက်လို့မိဆွေကောင်းရှိခဲ့ရင်တို့အကူအညီနဲ့ဖြတ်တန်းရလွယ်ကူနိုင်ပါတယ်။အဲ့ဒါထက်မိဆွေတွေဆိုတာက ယုံလို့ရတယ်လို့သူတို့အကြောင်းကိုတိထားတော့ဖုံးကွယ်ထားစရာမလိုတော့ဘူးလေမိရင်ဆွေရင်ကောင်းရှိနေမှာတော့တရိန်ဒစိမ့်နေစီအခုအညီတောင်းနေစရာမှမလိုတော့ပဲပြဿနာကဘာလဲဆိုရင်မိဆွေအပေါင်းအသင်းတွေရဲ့အကြောင်းစုံကိုအကုန်မသိပဲတိနေတယ်လို့ထင်နေမိကြတာပါဘာပဲဖြစ်ဖြစ်အပေါင်းအသင်းတွေကခေါင်းကြီးလွေတယ်စကားများလေပုံညင်းရခုံရတာတွေမဖြစ်အောင်ရှောင်ကြတယ်လေပေါင်းသင်းဆက်ဆံရေးဆိုတဲ့ကံလကာ ကလကလေးကြောင့်အမြင်လွဲအထင်လွဲတာတွေမဖြစ်အောင်အတက်နိုင်ဆုံးဖုံးဖိပြီးနေတတ်ကြတယ်မရေရတဲ့ဟာတာကိုတော့စိတ်ကြည်နဲ့စီဖို့အတွက်ဟဟပပရေပြပေးတတ်ကြတယ်ဟုတ်တော်ရှိမဟုတ်တော်ရှိ ကောင်းညိပ်ပြီးထောက်ခံအားပေးတတ်ကြတယ်ယိုးသားမှုဆိုတာကဆက်ဆံရေးကိုတည်မြဲအောင်လုပ်ပေးနိုင်စွမ်းနေတော့ဟန်ဆောင်မှုတွေနဲ့ဟန်ဆောင်မှုတွေနဲ့ထောက်ခံတာကယဉ်နှီးမှုကိုခိုင်မြဲစေသလိုမျိုးလက်ခံထားကြတဲ့အခါမှာအပေါင်းအသင်းတွေကအင်းလိုက်လွယ်ကြတယ် ချက်ချောင်းခင်ချောင်းကျေနပ်အောင်ပြောပြတတ်ကြတယ်။အပေါ်ရန်အားဖြင့်ဟုတ်တယ်လို့လို့နဲ့တကယ်တမ်းတော့မဟုတ်ကြဘူး။အများစုကတော့အခြေအနေအရလေယူရာရိမ့်တယ်လို့မျိုးဆက်ဆံနေကြတာများပါတယ်။အပေါင်းအသင်းဆိုတာစီးပွားရေးတွဲလို့ရင်တိတ်ပြီးတည်တာတယ်။ဖုံးကွယ်သားသမီးနောက်ကွယ်ကအချင်းစရိုက်တွေအပြုတ်အမှုတွေစုံတကာလှန်နေအောင် ပြူးကနေပေါ်ထွက်လာတတ်တယ်။နှစ်ဦးနှစ်ဖက်ဆက်ဆံရေးခိုင်မာမှုအလျောက်တရားဥပဒေတရားနားလည်မှုတွေထားရပဲများလာတဲ့အခါအရာအလုံးပြိုလဲသွားတော့တယ် ဘာရင်မဟုတ်တဲ့အကူအညီတောင်းခံမှုဒါလေးလုပ်ပေးဘာရင်မဟုတ်တဲ့အကူအညီတောင်းခံမှုဒါလေးလုပ်ပေးပါအောင်နော်ဟိုဟာလေးလုပ်ပေးပါအောင်နော်အလौတာဝန်ခွဲဝေကျင့်သုံးမှုအစာရှိတဲ့ဖြစ်သေးသေးမောမောလေးတွေက အစာတွက်ချက်တဲ့အနေအထားရောက်လာတဲ့နောက်မှာဆက်ဆံရေးရောလုပ်ငန်းစောင်းတာတွေမှာပါစိုးကြိုတက်ရောက်မှုတွေကူးဆက်ကုန်တယ်အရေးချင်းရှိလို့တဲ့အပေါင်းအသင်းမို့မောင်းမရထုတ်မရနှုတ်မရစူမရဆဲမရအခြေအနေမှာကြောင်းပိမိပြီးရှေ့ဒိုးမရနောက်ဆုံးမရ စိတ်ပူပင်တော့ကများရတယ်အပေါင်းအသင်းမှုအားကိုးရမယ်အထင်နဲ့လုံမိခဲ့ရတာကနေပူဆိုးတဲ့အခြေအနေကိုရောက်သွားရတော့မယ်ကိုကူကိုပဲအပြစ်တင်ရမလားအမားတွေကိုပဲအပြစ်ပုံချရမလားဆိုတာဝေခွဲမရဖြစ်တတ်တယ်အပေါင်းအသင်းနဲ့အလုပ်လုပ်တဲ့နေရာမှာအကြီးအမားဆုံးသောအတားအဆီးကအရှိန်အဝါနဲ့အခွင့်အာဏာရော့ချသွားတာပဲပေါင်းသင်းဆက်ဆံရေးအတွက်လည်းလုံပိုင်ခွင့်တွေကိုမထိပါစေနဲ့ပေါင်းသင်းဆက်ဆံရေးဆိုတာလုပ်ငန်းခွင့်ဆိုင်ရာအရေးအသွေးနဲ့ အရေးအချင်းတွေထက်အရေးကြီးနိုင်ပါတယ်။တပိုင်းတကန်နာစီဖြစ်ပါတယ်။ဘလို့လုပ်ငန်းခွင့်မစိုးသူ့အကန့်နဲ့သူရှိရမယ်။အလုပ်လုပ်ဖို့ဖြစ်တာကြောင့်ပေါင်းသင်းဆက်ဆံမှုမဟုတ်တာကိုသတိချက်ပါ။ဆက်ဆံရေးကောင်းနေဆိုတာက အလုပ်အပေါ်မူတည်ရဲ့လုပ်ငန်းသဘောအရဆန္ဒပါသည်ဖြစ်စေမပါသည်ဖြစ်စေဆက်ဆံရေးကောင်းတဲ့ပုံစံနဲ့ဟန်ဆောင်သို့မဟုတ်လှုပ်ပြဖို့လိုအပ်ရင်လည်းလှုပ်ပါလိုတာထက်တော့မပူပါစေနဲ့စေတနာကောင်းပြနေစရာမလိုအပ်ပါဘူးစေတနာမမွေးရင်ရပါပြီ။ စည်းစနာရှိကြောင်ပြနိုင်ရင်လုပ်ငန်းခွင်ရောပေါင်းသစ်ဆက်ဆံရေးပါရောလုံလောက်ပါတယ်ရန်သူကြတော့မတူပုံမကျင်ရသေးတဲ့ရွှေမိုင်းမတူပုံမကျင်ရသေးတဲ့ရွှေမိုင်းတွင်းလိုပဲအသုံးချတတ်ရင်အကျိုးထူးများစွာရနိုင်တယ်နပိုလီယန်ကပြင်သစ်တော်လှန်ရေးအပြီးမှာသူ့ကိုယ်သူဧကရာဇ်အဖြစ်ကြီးညာပြီးမင်းလုံးအုပ်ချုပ်ခဲ့တယ်ပြည်သူတမရနိုင်ငံတော်တဲ့အဖြစ်တော်လှန်ရေးလုပ်ခဲ့ပြီးမှတပ်ဦးစံပိုင်းစနစ်အောင်ပြန်ရောက်သွားခဲ့ရပြီး ရီတစ်စနစ်အသက်သွင်းနေတော့ပြင်သစ်နိုင်ငံသစ်ရဲ့အခြေအနေကအဘက်ဘက်မှာရိမ့်ညိုင်နေခဲ့တယ်။အဲ့ဒီအချိန်နပိုလီယန်ရဲ့နိုင်ငံသားရေးဝန်ကြီးအဖြစ်တာဝန်ယူထားခဲ့ရတဲ့တယ်လီဟွန်တယ်လီဟွန်ကတိုင်းပြည်အခြေအနေကိုကြည့်ပြီးအေဂရစ်တစ်နပိုလီယန်ကိုစန့်ကျင်ဖို့1809ခုနှစ်မှာလှစ်ဝတ်ကြံစီခဲ့တယ်။အေဂရစ်ကိုပုံကံမှုကြံစီနေတဲ့အလုပ်ဖြစ်တာကြောင့်အင်မတန်အန္တရာယ်များတဲ့အတွက်သူနဲ့အတူကြံကြံရပါအဖြစ် လက်တွဲပေါ်ရွေးတဲ့နေရာမှာလည်းမမှားဖို့လိုအပ်တာကိုသိထားခဲ့တယ်။ကြံရပါလက်တွဲပေါ်အပြည့်အပေါင်းတင်းတွေကယုံကြည်ရသူတွေကိုရွေးရမလားဒါမှမဟုတ်အကြံတူညံသူတခြားလူတွေကိုပဲလိုက်ဆွဲရမလားတော်ရုံလူတွေအနေနဲ့လည်းဆုံးဖြတ်ရအမတန်ခက်ခဲနိုင်ပါတယ်။ဒါပေမဲ့ telehorn ကတော့အမျော်အမြင်ရှိသူဖြစ်တာကြောင့်သူ့ကိုလောက်ကျန်တက်ဖြတ်ဖို့စီစဉ်ခဲ့ဘူးတဲ့စုံစမ်းထောက်လှမ်းရေးအရာရှိချုပ် ဖူရှဲလိုရန်သူတော်ကြီးကိုမှအရေးတော်ပုံအတွက်လက်တွဲဖို့ကမ်းလှမ်းခဲ့တယ်။နောက်ဦးအကြောင်းမှာမလူမုံထားမှုတွေရန်ညှိုးရန်စားဟောင်းတွေရှိတယ်ဆိုပေမဲ့အခုလိုအသက်ဘေးရှိတဲ့လုပ်ငန်းစဉ်ကြီးတွဲလုလိုက်ခြင်းအပြင်နှစ်ဦးနှစ်ဖက်ဆက်ဆံရေးကောင်းမွန်သွားအောင်လုပ်နိုင်မယ်လို့ယုံကြည်ထားခဲ့လို့ပါ။ဖြစ်ချင်တော့ဖူရှဲရောတယ်လီဟွန်ရောနှစ်ယောက်လုံးဟာနပိုလီယံရဲ့အုပ်ချုပ်ရေးကိုအမြင်ကတ်နေခဲ့ကြပြီးပြတ်တုံးသွားစီခြင်းနဲ့ဆန္ဒခြင်းထပ်တူကြားနေခဲ့လို့ပါ။ ဘိုးရန်သူကိုခြေမုံမှုမဟာမိတ်ဖွဲလိုက်တာမျိုးလည်းဖြစ်ပါတယ်။ဖူရှဲဘက်ကလည်းတယ်လီဟွန်ရဲ့ကမ်းလှမ်းမှုကိုခံခဲ့ရတော့အရေးတယူလောက်ခံရသလိုမျိုးခံစားသွားရတယ်လေ။လေးစားခံအနေအထားရောက်သွားတော့အလုတ်ကိစ္စပေါ်မပေါ့ရဲတော့ဘူး။လုံနိုင်ကြောင်စိတ်ချလို့ရနိုင်ကြောင်ယုံကြည်နိုင်ကြောင်တတ်သိပြခွင့်ရသွားတယ်။ရန်သူမှန်တိလျက်နဲ့ကြောက်တုံးတာမျိုးမဟုတ်ပဲလက်တွဲဖို့ကမ်းလှမ်းခံရရင်ဘယ်ရန်သူမဆိုတောင်ကြီးကိုရွှေ့ပါဆိုရင်တော့မရရအောင်ရွှေ့ကြမှာပါ။ ဒယ်လီဟောင်းရဲ့ရွေးချယ်မှုမှန်သွားတယ်။နပိုလီယံကိုဖျောက်ချဖို့လှုပ်ကြံခဲ့တဲ့အရေးပေါ်ပုံကြီးမအောင်မြင်ခဲ့ပေမဲ့ရန်သူတို့နှစ်ယောက်မှာဟာမိတ်ဖွဲ့ပြီးဘုံရန်သူခြေမုံ့မှုအမုန်းတရားတွေကိုခြံရစ်ထားနိုင်ခဲ့တာတွေကတမိုင်းဖြစ်စင်မှလေးစားပွဲတာရကဖြစ်သွားခဲ့တယ်။သူတို့နှစ်ယောက်ကြောင့်နပိုလီယံမပြုတ်ခဲ့ပေမဲ့နပိုလီယံရဲ့ကြဆုံးငန်းကိုရောက်စေမဲ့လမ်းစားတွေခြံရစ်စေနိုင်ခဲ့တယ်။အဲဒီနောက်ပိုင်းသူတို့နှစ်ယောက်ကြာဆက်ဆံရေးတွေငကိုကတ်အဆများစွာကောင်းမွန်သွားခဲ့တယ်။ အမုံတရားကိုခြေဖြတ်လို့ရရင် ခြေဖြတ်လိုက်ပါရန်သူရဲ့အတုံးကြမှုနဲ့ကိုယ်ရည်မှန်းချက်ကို ပြည့်မီအောင်ဖြည့်စည်းတတ်ပါစေရန်သူရှိနေလို့အနေအထားပြက်ရင်းတာမျိုးမဖြစ်စေပါနဲ့မတိနိုင်တဲ့ရန်သူထက် မြင်နေရတဲ့ရန်သူက အနေရပိုကင်းပါလေဩဇာအာဏာအရှိန်အဝါကို အရင်ပြုပြီးရှင်သန်နေရသူတိုင်းပြတနာပရိပခကိုဝမ်းပန်းတတာလက်ခံနိုင်ရတယ်။မုံတိုင်းထက်လေငိန်ကကြောက်ဖို့ကောင်းပါတယ်။တိတာနေတာထက်မတိတာတာက အနေရပိုများပါတယ်။ ကိုကျိုးဖြစ်တော်အောင်ရန်သူကိုအတုံးချတတ်ပါသေး။ချင်းသေးအာကောင်လေးလက်ထည့်ရင်ဘာဖြစ်ကြမလဲ။ဘာဖြစ်မလဲသိကြတာပဲ။ဘယ်သူမှတော့မိုင်းမိုင်းမဲမဲလက်တဲ့မဆန်းရဲပါဘူး။အန္တရာယ်ကိုကြုံမြင်လို့ရှောင်းနိုင်ရင်ရှောင်ကြပါလိမ့်မယ်။ဒါပေမဲ့မိတ်ဆွေအပေါင်းအသင်းတွေကစားလုံးမုန်းတိတ်လွယ်တဲ့ချင်းသေးလိုပဲကြိုင်ယုံခဲယုံလောက်နဲ့ပြီးသွားမှမျိုးတော့မဟုတ်ဘူးဝါးမျိုးပြီးအစီရစ်ကြမယ်အမျိုးအစားတွေဖြစ်ပါတယ်ကိုကျိုးအတွက်လိုအပ်ရင် ရန်သူကိုအတုံးချတတ်ရမယ် အညိုအတေးဆိုတာကတနက်ကြီးလိုပဲတက်ဖို့ဖြတ်ဖို့အတွက်ပဲမဟုတ်ပါဘူး၆ဖို့လှမ်းဖို့သုံးတက်ရမယ်ဒါပေမဲ့ကြီးမှန်ရင်ပြစ်ခွဲမှအလုပ်ဖြစ်တာမဟုတ်ပေမဲ့မဟုတ်တဲ့အတွက်တနက်ကြီးကိုစုပ်ပြစ်ပြရင် ရိုးသားပွင့်လင်းတဲ့အသွင်ယူပြီးလက်နှစ်ဖက်နဲ့ရန်သူကိုနှွေးထွေးစွာပွေဖွက်တက်ရမယ်ဓားကိုစုပ်ကင်တက်တိုင်းဓားကင်တက်တာမဟုတ်ဘူးလက်ကင်ကနေခဲနေအောင် အထာကြကြကင်တက်မှဓားကင်တက်တာလို့ခေါ်တယ် ကိုအကျိုးလဲရသူ့အကျိုးလဲဖြစ်နှစ်ဦးနှစ်ဖက်အကျိုးရှိမဲ့အလုပ်ကိုဦးစားပေးလို့ပါအပေါင်းအသင်းထက်ရန်သူကြောင့်အကျိုးပိုဖြစ်ထွန်းအောင်လုပ်နိုင်သူကိုအမျှော်အမြင်ကြီးသူလို့ခေါ်တယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့48 law of power အာနာဆက်အပိုင်းတည်းဒီမှာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လို့ပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ Sony Pop channel လေးကို subscribe လုပ်ပြီးတော့ notify bell လေးနှိပ်ထားပေးဖို့မြစ်တာရက်ခံပါတယ်အားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ BN ရဲ့အသွေးသွေး နှစ်ကက်ချီသုံးပါအောင်လည်းအမြန်ဆုံးကြော်လွှားနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရခင်ဗျာ။